မင်္ဂလာပါဒီနေ့လေ့လာရမှာတော့အပြီးဖြစ်ပါတယ် တန်ကအာအမီရလဲအာနမရလဲအာအတန်ကလဲအာအဒီစလုံးဆက်ဆက်တဲ့စလုံးလေးကိုပြောရမယ်ဆိုလို့ရှိရင်ဒီညမှာတီရှဲပြောစရာရှိတာတခုကတီရှဲမှာဟိုပေါ့နော်ဟိုဝါနဲ့စတော့ကစလုံးရဲ့အောက်မှာမန်လေးတခုတွေ့လို့ပါအဲဝါဆိုရင်ဝါနဲ့စမှာမဟုတ်နော်တီရှဲတို့ကဝါစလုံးပါတဲ့နော်ဝါဝါဆိုတဲ့ဘီးစလုံးလေးပါတဲ့ ထားတဲ့စလုံးလေးတွေပေါ့နော်အလှလေးတွေပြောလို့ရပါတယ်အဆိုလဲအဆိုတဲ့စလုံးပါရင်ရပါတယ်အလေးကောင်မှပဲဖြစ်ဖြစ်ပေါ့နော်နောက်ဆုံးမှပဲဖြစ်ဖြစ်သူကအဲ့ဒီစလုံးပါတဲ့ဟာကိုပြောလို့ရပါနော်ဟိုခလေးတွေပို့ပြီးမှတ်မိအောင်နော်ဒီချိန်တို့ကအဆိုအနဲ့စတာဝါဆိုဝါနဲ့စတာအဲ့လိုမျိုးလေးကိုပို့ပြီးစဉ်းစားလွယ်အောင်လို့ပေါ့နော်ဒါပေမဲ့ဖိုးဝါရုပ်ဆိုတာအလဲမှာဝါပါတဲ့အတွက်ဝါဆိုတာထည့်ပြောလို့ရပါတယ်အနဲ့စတာလေးတွေပြောကြည့်မယ်နော်အအမိမီအအမိုက်ပုံအအယုံ အိပြီးလို့ရှိရင်ဒီချက်တို့အယောင်လေးတွေချဲ့ကြည့်မယ်ပေါ့နော်ဒီချက်ကအဲ့ဒီအဲဟိုဟာဆာရွက်လေးတွေထပ်တင်ပြီးမယ်နော်ကဲအကိုရေးမယ်ဆိုရင်ဒီချက်တို့ကနှစ်ချက်ဆွဲပါတယ်အပေါ်ကနေစဆွဲရပေါ့နော်အဲဓာတ်တွေလိုမျိုးလေးကိုအရင်ဆွဲတယ်ပြီးလို့ရှိရင်နောက်ကသူနောက်ကခုံးနေဟာလေးပေါ့နော်အဲ့ဒါလေးကိုနောက်ကနေဆွဲတယ်တစ်ချက်နှစ်ချက်အ အာဘီစလုံးလေးရဲ့အဆွဲလေးကိုမှတ်မိသွားအောင်ဒီ channel နဲ့အတူလိုက်ပြီးတော့အယောင် share ကြည့်မယ်နော်ဟိုကနေစပြီးတော့သူ့ရဲ့အစွဲလေးအတိုင်းရှယ်လာမယ်။ ကဲအအဆွဲလေးကိုလည်းမှတ်မိသွားပြီဆိုတော့အကိုမြင်းကွက်ထဲမှာနော်လွလွတ်လပ်လပ်အရေးလေးကျင့်ကြည့်မယ်ဒီချက်နဲ့အတူလိုက်ပြီးတော့လေးကျင့်ကြည့်မယ်တသားမိမိတို့ကတစ်ချက်နှစ်ချက်အတစ်ချက်နှစ်ချက်အကဲဒီတစ်ခါစလုံးလေးပေါ်မှာထပ်ပြီးတော့ရေးကြည့်ရအောင် တစ်ချက်နှစ်ချက်အတစ်ချက်နှစ်ချက်အကဲဒီခါကျရင်လေးချောင်းမြင်းနဲ့မှာလေးရှယ်တို့အဲနောက်ဆုံးဆင်ပေါ့နော်အရေးလေးချင်းကြည့်တာပေါ့နော်တစ်ချက် နှစ်ချက်အဒီနှစ်အဒီနေ့ဒီ channel တူလေးချင်းငယ်တဲ့တသားမမီတို့ကိုကျေးဇူးတင်ပါတယ်ဒီ channel ရဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြပါအောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်